မဲ့ဘုံဘုံတေဂန်ကြီးလို့ဖြစ်တဲ့ခါမှာအဲ့ဒါကိုတော်တော်နောင်တရပါလေဘာမှမဖြစ်လောက်တဲ့ကိစ္စပါတကယ်ပြည်လည်အောင်အထက်တက်ကကြိုးစားမယ်ဆိုရင်နည်းနည်းတော့အဆင်ပြေနိုင်မှာပါဒီလိုတွေးမိတယ်နော်တွေးမိတော့ဒီလိုဖြစ်နေလူတွေတခြားဘလောက်မများရှိမလဲလို့တခါကလေးစဉ်းစားမိပြီးတော့တခါဒီမိုက်နဲ့ဂျုံတဲ့ခါမှာဘုံဘုံကမေးလေးရှိတယ်မိဘနဲ့အဆင်ပြေရဲ့လားဒါဟုတ်ဒီမိကုန်းကိုဘုံဘုံကအမြဲတမ်းမေးတယ်နော်အရေးကြီးလို့ပါ မိဘနဲ့မှအဆင်မပြေရင်အဲ့ဒီသားသမီးရဲ့ဘဝတော်တော်ဟိုတစ်ဖက်ဆောင်းနေဖြစ်သွားလိမ့်မယ်နော်တကယ်ဖုံးပြမှုဖြစ်ဖို့အမတန်ခဲရင်သွားလိမ့်မယ်နော်အဲ့တော့မတ္တပိတုဥပဋ္ဌာနာဆိုပြီးတော့မင်္ဂလာတုဓမ္မပါတဲ့ချက်ကလေးကတိတ်အရေးကြီးတယ်နော်ပစ္စည်းဥစ္စာထောက်ပံ့ရနေမကဘူးနော်ပြည်ပြည်လည်းဆက်ဆံမှုလည်းလိုပါတယ်မိဘနဲ့နော်အဲ့တော့ဒီအကြောင်းလေးကိုအခြေခံပြီးတော့ဘုံဘုံစဉ်းစားရနေတာနှစ်ပေါင်းတော်ကြာနေပါပြီ အဲ့ဒါကိုခဏိပြောမလို့အခုပြောခဲ့တဲ့အကြောင်းအရာလေးကဘာကြောင့်ဒီအကြောင်းအရာကိုပြောခြင်းတလဲဆိုတာကိုရှင်းပြတာပါနော်အင်းသုံးစံတိုင်ဖုံးဖုံးကအင်္ဂလိပ်လိုမှတ်တမ်းထားတာလေးတွေကိုထည့်ပြောအောင်ပါနော်အဲ့တော့အင်္ဂလိပ်လိုနားလည်တဲ့ကဒီမားတွေကတော့ပို့ပြီးတော့စိတ်ဝင်စားမှာပဲအကယ်၍အင်္ဂလိပ်လိုနားမလည်ဘူးဆိုရင်လည်းပဲတီးခံပါဗမာလိုလည်းဒီပဲရှင်းပြမှာပါ Thank you. conflict is an inescapable part of our daily life no conflict ဆိုတာပฏิပက္ခဖြစ်ရလားเนาะတယောက်နဲ့တယောက်စကားများတာရံဖြစ်ရလားเนาะအဲ့လိုတယောက်တယောက်စကားများတာရံဖြစ်ရလားဆိုတာကိုယ့်ရဲ့နေစဉ်ဘဝမှာဘယ်လိုမှရှောင်လို့မရတဲ့ဘဝရဲ့အစိတ်ပိုင်းဘဝရဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ် ရှောင်လို့မရနိုင်ဘူးနော် It is a part of our existence ဒါကိုဘောရဲ့အစိပ်ပိုင်းတစ်ခုအခန်းကဏ္ဍတစ်ခုဖြစ်ရတစ်ခုအဲ့ဒီစကားကိုဒီချာစဉ်းစားကြည့်သမှာဟုတ်တယ်လားမဟုတ်ဘူးလားဟုတ်တယ်နော်ဘယ်လိုမှရှောင်လို့မရပါဘူးအဲယဟန္တာဖြစ်သွားပြီဆိုရင်တော့ဒါရန်ဖြစ်เสียမှာမရှိတော့ပါဘူးယဟန္တာအချင်းချင်းတော့ပြုပက္ခမဖြစ်ဘူးနော်ပုထုဇဉ်ကြီးချင်းချင်းကတော့ ေကံမုတ်ချဖြစ်မှာပဲအဲ့တော့တချို့အစင်မပြေမှုလေးတွေဟာအသေးမွှားလေးတွေပါเนาะဖြစ်ပြီးရင်ခဏလေးနဲ့မိတ်သွားပါတယ်ပြီးပြီးပြောင်ဖြစ်သွားပါတယ်ဘာမှအရေးမကြီးဘူးเนาะတချို့အစင်မပြေမှုလေးတွေကြတော့ဟိုအကြီးကျယ်ရန်ဖြစ်တာမဟုတ်ပေမဲ့လည်းပဲဒီအစင်မပြေမှုလေးရှိရကြောင်ကိုပဲတယောက်တယောက်ရင်းညင်းပြုံးပြီးလင်းမဆက်ဆံဘူးအပေါ်ရန်လေးချောအောင်တော့ဆက်ဆံတယ်เนาะဆက်ဆံမှုတော့ရှိနေသေးတယ်အပေါ်ရန်ချောတယ်အတွင်းမှာတော့ရင်းညင်းမှုမရှိဘူး ဒါပေမဲ့တချို့တချို့အဆင်မပြေမှုတွေကြတော့အတူတူနေလို့မဖြစ်တော့တဲ့အဆင်ရောက်သွားတယ်အလုတ်ခံမှဆိုရင်လည်းပဲဒီတရုံထဲမှာတခါနဲ့မှအတူတူအလုတ်မလုံနိုင်တော့တဲ့လူဖြစ်သွားတယ်တချို့ဆိုရင်အဲ့လိုကြောင်ပဲအလုတ်ကနေနှုတ်ထွက်သွားတာတွေပဲကြရတယ်တချို့မိသားစုဆိုလည်းပဲအိမ်ဘဝနေဆင်းသွားပြီးတခြားတနေရာသွားနေတာတွေရှိတယ်အဲ့လိုလည်းကြားပါတယ် Hello. Whereas some conflicts are simply minor nuances that we accept as a natural component of existence လို့တချို့မစင်မပြင်းမှုတွေပဋိပက္ခတွေဆိုတာက minor nuances ဒီထဲမှာနည်းနည်းလောက်ကလေးဟိုမကြည်မသာဖြစ်သွားတာပဲစိတ်အနှောင့်အယှက်ကလေးဖြစ်သွားရုံပဲပြီးရင်ဒါမေ့သွားတာနော် others keep our relationships from realizing their full potential တချို့ပဋိပက္ခတွေကြတော့ဒီနှစ်ဦးရဲ့ ပိပကဖြစ်သွားတယ်ဒီလူနှစ်ယောက်ရဲ့တူကိုတူပိုးပြီးတော့နားလဲပြီးတော့ပိုးပြီးတော့ရင်းရင်းနီပုံပုံလင်းချစ်ချစ်ခင်ခင်နေပြီးတော့တူရဲ့အကျိုးကိုတူပိုးပြီးတော့ဆောင်ရွက်သွားဖို့ရာအတွက်အခွင့်အလမ်းတွေကိုပိတ်လိုက်တယ်လို့ဖြစ်သွားတယ် and some become so severe that they do irreparable damage to individuals တချို့အစီအမံပြမှုတွေပဋိပက္ခတွေကြတော့အမတန်ကြီးမားပြင်းထန်လို့သူ့ဒဏ်ရာဒဏ်ချက်ကို ပြန်ပြီးတော့ဖြေလို့တော့မရနိုင်တော့ဘူးနော်အင်မတန်ကြီးမားသွားတာအဲ့တော့ပုံကိုတူချင်းအတွက်လည်းပဲကြီးမားတဲ့ထိခိုက်နေတာမျိုးဖြစ်တယ်လို့နော် families မိသားစုတွေမှာလည်းပဲတချို့ခုနပုံပုံရဲ့ကိုယ်တိုင်အတွေ့အကြုံတွေပဲနော် irreparable damage ဘလို့မှပြန်ပြီးတော့ပြင်လို့မရတော့ဘူးပြန်ပြီးတော့စကားပြောလို့မဖြစ်တော့တဲ့အဆင့်ထီအောင်ရောက်သွားတာမျိုးလည်းရှိပါတယ် workplace အလုပ်ဌာနတွေမှာလည်းပဲပဋိပက္ခကြီးလွန်းလို့ တချို့ဆိုရင်အလုပ်ကနေနှုတ်ထွက်သွားတာတွေပါလေရှိတယ် and entire communities တချို့ဆိုရင်အတိုင်းဝိုင်းကြီးကြီးတွေနော်ဥပမာအသင်းဖွဲ့တစ်ခုနဲ့နော်တင်ဖွဲ့တစ်ခုဆိုတော့ပဋိပက္ခဖြစ်ပြီးတယောက်တယောက်မဆက်ဆံတော့ဘူးနော် <coughs> unless conflicts are dealt with effectively the positive development of personal and social life is severely hampered အဲ့လိုပြဿနာဖြစ်တဲ့ခါမှာဒီပြဿနာကိုထိတိယရောက်သဘောထားမှန်မှန်နဲ့ပြောပုံဆိုပုံလုပ်ပုံကံပုံနီးလမ်းမှန်မှန်နဲ့သူ့ကိုမဖြေရှင်းလို့ရှိရင်ပြေလည်အောင်မကြိုးစားလို့ရှိရင်ပုဂ္ဂိုလ်တူဦးချင်းရဲ့တိုးတက်မှုကြီးပွားမှုပိတ်သွားတယ်အတားဆီးဖြစ်သွားတယ်နော် positive development အကောင်းဘက်ကတိုးတက်မှုကြီးပွားမှုဟမ်ပါဒ်ဆိုတာဟန်တာဖြစ်သွားတယ်နော် and social life also နော်လူမှုဆက်ဆံရေးမှာလည်းပဲဆက်ဆံရေးမပြေလည်လို့တွေ့တဲ့ကြောင်သူ့ကိုသူအကူအညီပါလိမပေးတော့ဘူးမပေးတဲ့ကြောင်ဒီလူအတန်းဝိုင်းတစ်ခုလုံးရဲ့တိုးတက်မှုကြီးပွားမှုဟာလည်းပဲထိခိုက်တယ်နော်အဲ့တော့လူနှစ်ယောက်ပြဿနာဖြစ်လာရင်သူ့အတန်းဝိုင်းတစ်ခုလုံးထိခိုက်သွားပြီအိမ်မှာအမေနဲ့အဖေရံဖြစ်ရင်ဘာဖြစ်မလဲမိသားစုကလေးတွေအကုန်လုံးထိခိုက်သွားပြီနော် The truth is however that conflict is neither positive nor negative in and of itself ဒီချက်ကပို့ပြီးတော့အလေးထားပြီးစဉ်းစားရမှာနော်အမှန်ကိုပြောရမယ်ဆိုရင်တယောက်တယောက်သဘောထားအယူဆမတူလို့အကျိနဲ့ပြောရဆိုရတယ်ဆိုတာသူကြီးတက်တက်ကြည့်မယ်ဆိုရင် ကောင်းတယ်လို့လည်းမပြောနိုင်ဘူးဆိုးတယ်လို့လည်းမပြောနိုင်ဘူးအဲ့ဒါကိုစဉ်းစားစေချင်တာအဲ့ဒါအရေးကြီးတဲ့ချက်ပဲများသောအားဖြင့် ယူဆနေကြတာဘယ်လိုဖြစ်လဲဆိုတော့ပြဿနာဖြစ်လာရင်ယူဆမတွေ့ရင်တွေးခေါ်မတွေ့ရင်ဒါမကောင်းဘူးလို့ယူဆတယ်နော်အဲ့လိုမျိုးယူဆတယ်မို့ conflict is an outgrowth of the diversity that characterizes our thoughts our attitudes our beliefs our perceptions and our social systems and structures အဲ့တော့ဒီလိုသဘောထားမတိုက်ဆိုင်လို့အငင်းခုံဖျက်ရတယ်ဆိုတာဟာမတူလို့နော်ဘာတွေမတူတာလဲဆိုတော့အတွေးခုံမတူသဘောထားမတူယုံကြည်ချက်မတူအမြင်မတူပြီးတော့လူအတိုင်းဝိုင်းမှာဖွဲ့စည်းပုံတွေမတူလို့နော်အဲ့လိုမတူကြီးအတွက်ကြောင့်အငင်းခုံကြီးဖျက်ရတယ် it is a part of our existence Each of us has influence and power over whether or not conflict becomes negative, and that influence and power is found in the way we handle it. Lord, the bottom of the loop, a chain and you are be so handle out there, Bello kind to wear the အကောင်းဘက်ကိုလည်းတွားနိုင်တယ်အဆိုးဘက်ကိုလည်းတွားနိုင်တယ်အဲ့တော့ပြဿနာဖြစ်ပြီးဆိုတာကသူကလမ်းစုံလမ်းကွနဲ့တူတယ်နော်သဘောထားမှန်မှန်နဲ့ဆွေးနွေးမယ်ဆိုရင်ကောင်းတဲ့ဘက်ကိုတွားနိုင်တယ်သဘောထားမှားနေပြီဆိုရင်ဆိုးတဲ့ဘက်ကိုတွားနိုင်တယ်အဲ့တော့သဘောထားမှားရင်ဆိုးတဲ့ဘက်ကိုတွားမယ်ဆိုတာကတော့ဒါနားလည်ဖို့မခက်ပါဘူးတယောက်ကတယောက်အနှောက်အယှက်ပေးမယ်ဒုက္ခပေးမယ်ဘေးမှာတွားပြီးသူ့မကောင်းကြောင်းတွေပြောမယ်သူရဲ့ကြီးပွားမှုတိုးတက်မှုကိုပျက်စီးအောင်တော့ဖျက်ဆီးမယ်သူရဲ့လုပ်ငန်းတွေထိခိုက်အောင်တော့လုပ်မယ် ဒါတွေကတော့ထုံးစံပဲသိတယ်နော်ဘာမှနားလည်ဖို့မခက်ဘူးအကောင်းဘက်ကိုသွားမယ်ဆိုတော့လည်းနည်းနည်းနားလည်ဖို့ကြိုးစားရမယ်နော်အဲ့တော့သဘောထားမတူယူဆမတူလို့ရှိရင်စောစောတော့ငါပြောသလိုပဲကိုယ်သဘောထားကိုကိုယ်တေချာနားလည်အောင်ကြိုးစားရတယ်ကိုယ်အတွေးကိုကိုယ်နားလည်အောင်ကြိုးစားရတယ်ကိုယ့်ရဲ့ယုံကြည်ချက်ကိုလည်းပဲကိုယ့်ကိုယ်နားလည်အောင်ကြိုးစားရတယ်နော်ကိုယ့်ယုံကြည်ချက်ကိုယ့်သဘောထားကိုယ့်အတွေးကိုဟာတကယ်သဘောဝကြတာလားမှန်တယ်လားဒါကိုတေချာဆန်းစစ်ရမယ်ယူသားဆန်းစစ်ရမှာနော် ကိုကမှားနေတာကြီးကိုမှားမှမသိဘဲနဲ့တစ်ဖက်သားကိုသွားပြီးတော့ကိုနဲ့မတူလို့ तू မှားပါတယ်လို့ပြောမယ်ဆိုရင်ဉာဏ်ပညာအမှန်နဲ့ရရောက်သွားပြီနော်အဲ့တော့အဲ့လိုကိုယ့်သဘောထားကိုကိုယ်တရားပြန်ဆန့်စစ်ပြီးတော့တစ်ဖက်သားရဲ့သဘောထားတွေအတွေးခေါ်ယူဆတွေယုံကြည်ချက်တွေ तू ကြိုက်တာတွေမကြိုက်တာတွေကိုပါကိုကနားလည်အောင်ကြိုးစားမယ်ဆိုရင်သူ့ဘက်ကလည်းပဲမှန်တာတွေဟာရှီအုံးမှာပါဆိုတာမြင်လာလိမ့်မယ်နော် လူဆိုတာအကုန်လုံးမှားတဲ့လူလည်းမရှိဘူးအကုန်လုံးမှန်တဲ့လူလည်းမရှိဘူး ဒါအောင်နားလည်းဖို့လိုတယ်နော်အတော့ကိုယ့်ဘက်ကဘလောက်ထီအောင်မှန်တယ်လဲဘလောက်ထီအောင်သဘာဝကြည့်ရတယ်လဲကိုယ့်ရဲ့မျှော်လင့်ချက်တွေမျှော်မှန်းချက်တွေတောင်းဆိုချက်တွေဟာဘလောက်ထီအောင်မျှတတယ်လဲဘလောက်ထီအောင်ဘယ်တိုင်းတားထီအောင်ဖြစ်နိုင်တယ်လဲဆိုတာကိုနားလည်အောင်ကြိုးစားရမှာနော်တစ်ဖက်ကလူရဲ့သဘောထားတွေးခေါ်ယူဆမျှော်လင့်ချက်တောင်းဆိုချက်တွေကိုလည်းပဲဘလောက်ထီအောင်သဘာဝကြည့်ရတယ်လဲမျှတတယ်လဲဘယ်အဆင့်ထီအောင်ဖြစ်တင်တယ်လဲဒါကိုလည်းစဉ်းစားရမှာအဲ့လိုစဉ်းစားပြီးဆိုတဲ့ကောဘာဖြစ်လာမလဲ ဉာဏ်ပညာကြီးလာပြီเนาะအဲ့တော့ပြဿနာဖြစ်လာလို့ရှိရင်အရှင်ယူပြီးတော့တေချာစဉ်းစားမှဆိုရင်ဉာဏ်ပညာကြီးလာတယ်เนาะပြီးတော့မြတ်တတ်တဲ့သဘောထားမြတ်တတ်တဲ့အမြင်ရလာတယ်သဘောထားကြီးလာတယ်เนาะဉာဏ်ပညာကြီးလာတယ်သဘောထားကြီးလာတယ်သဘောထားမှန်လာတယ်ဒါကိုယ့်ရဲ့တိုးတက်မှုเนาะအင်မတန်ကြီးမားတဲ့တိုးတက်မှုเนาะအသိဉာဏ်နဲ့စိတ်ထားတိုးတက်မှုကလောကမှာအကြီးမားဆုံးတိုးတက်မှုပဲလက်ဆံတိုးတက်တာယာတိတိုးတက်တာတကယ်တော့အကြီးမားဆုံးလို့မပြောနိုင်ဘူး we need to understand that conflict is actually an outgrowth of diversity that can be utilized to clarify a relationship တော့ပေါင်းတဲ့ဆိုင်ရင်တစ်ခုမှာသဘောထားမတူတာရှိလာလို့ပြဿနာဖြစ်လာပြီဆိုရင်ဒီဟာဒီပြင်ရင်နော်ဒီတူဖို့သူပို့ပြီးတော့နားလည်မှုရဖို့ရာအကြောင်းအထောက်ပံ့တစ်ခုဖြစ်တယ် to provide additional ways of thinking ဒါတော့အရင်တော့ကမစဉ်းစားမိတာတွေကိုစဉ်းစားဖို့ရအတွက်သူကအထောက်ပံ့ဖြစ်ပြန်တယ် and options for action that you may not have considered တော့လုံပုံလုံနည်းလည်းပဲအရင်တော့ကမစဉ်းစားမိတဲ့လုံနည်းလုံခံလေးတွေစဉ်းစားမိအောင်ထောက်ပံ့ဖြစ်ပြန်တယ်ဒီလိုလုပ်ရင်သူနိုင်ငံနဲ့အဆင်မပြေဖြစ်ပြီအဲ့တော့ဘယ်လိုလုပ်ရင်ပိုကောင်းမလဲ ဘယ်လိုလုပ်ရင်သူ့အတွက်ကိုကိုယ့်အတွက်ကိုအဆင်ပြေမလဲဆိုတော့နီလန်ကိုရှာလို့ရတယ်ပေါ့နော် and open up possibilities for improving a relationship ပြီးတော့ဒီလိုသဘောထားမတိုက်ဆိုင်လို့ပြဿနာဖြစ်ရတာကိုပဲအခြေခံပြီးတော့ရည်ရှိမှဆက်ဆံရေးပိုကောင်းလာအောင်နီလန်ကိုရှာလို့ရတယ်လမ်းနေဖွင့်သွားမယ်နော်ဒါအခုနောက်ပိုင်းမှာတော့ပုံပွင့်ရဲ့ဘုရားမှာပို့ပြီးတော့ဖြစ်လာတဲ့ကိစ္စတစ်ခုပါငယ်တုန်းက ဒီဘုံကဘဟုတတော့များပါလေဒါမဲ့ညံမရှိဘူးအဲ့ဒီနှစ်ခုကိုခွဲပြတော့သဘောပေါက်ဖို့မတန်လို့လေနော်ဘဟုတများပြတော့ညံမရှိတော့ကိုမှန်နေထင်မရမကညင်းတတ်တယ်နော်ပြတော့ကိုကိုလည်းမှန်နေလို့ပဲထင်တယ်အဲ့ဒါတော်တော်ခက်တာလေနော်အဲ့တော့တစ်ဖက်သားရဲ့အယူဆအတွေးကိုသဘောထားဘူးထက်မတွေ့ဘူးထက်မစင်စားဘူးမှန်နေထင်နိုင်ရမယ်လို့ပဲယူဆတယ် ငါမှန်ရင်ငါနိုင်ရမယ်အဲ့တော့အမှန်နဲ့အနိုင်ကိုနှစ်ခုကိုတွဲထားလိုက်တယ်အမှန်တော့မှန်တိုင်းအနိုင်ရမယ်လို့သဘောမထားသင့်ဘူးအနိုင်ရှုံးဆိုတော့လုံးဝထဲမှာစဉ်းစားတာအကောင်းဆုံးပဲသူ့အတွက်လည်းအဆင်ပြေဖို့ကိုယ့်အတွက်လည်းအဆင်ပြေဖို့လောလောဆယ်မှာရခင်နှုံးပြည့်ပြည်လည်မှုမရတော့မှရတဲ့လောက်လေးရအောင်ယူပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းဆွေးနွေးရင်းဆွေးနွေးနေပို့ပြီးတော့အဆင်ပြေစေအဆင်ကိုရောက်သွားဖို့ဒါကိုမြင်မှန်းရမှာနော်အဲ့တော့ ပထမအဆင့်မှာကလေးကကိုလိုချင်းလောက်ရာခိုင်နှုန်းပြည့်ကိုတောင်းဆိုတယ်။တစ်ဖက်ကရာခိုင်နှုန်းပြည့်ကိုမလိုက်လျောနိုင်ဘူး။မလိုက်လျောလိုက်နိုင်တယ်ဘာဖြစ်သွားလဲဆိုတော့တုံညကိုရောက်သွားတယ်။ဟုတ်ဘာမှမရတော့ဘူး။ तू လည်းဘာမှမရတော့ကိုလည်းဘာမှမရတော့။လူတော်တော်များဟာအဲ့ဒီအနိုင်ရှုံးဆိုတဲ့သဘောထားကိုအခြေခံပြီးတော့တယောက်တယောက်ဆက်ဆံကြတယ်။လူနှစ်ယောက်တွေ့ရနေပြန်နဲ့ငါနိုင်သလားသူနိုင်သလား။နော်အရေးကြီးဆုံးကဘာလဲဆိုတော့ငါနိုင်ရဖို့ဒီလိုသဘောထားလိုက်ကြတယ်နော်။အဲ့တော့နိုင်တာလည်းမကောင်းဘူးရှုံးတာလည်းမကောင်းဘူး။ အဲ့ဒါဘုရားဟောတယ်မှာဂတ်လိတ်တပုတ်ရှိတယ်သိကောင်းပါတယ်နော်ဇယံဝေရံပတဝတိတဲ့နိုင်တဲ့လူမှာယံများတယ်တဲ့နော်ပြီးတော့ဒုက္ခတေတိပရာဇိတောရှုံးတဲ့လူဟာစိတ်ဆင်းရဲနေရတယ်တဲ့နော်ဥပတံတောဒုက္ခံတေတိဟိတ်တော်ဇယပရာဇယံစိတ်ထမှာငြင်းချမ်းနေတဲ့လူဟာတော့တဲ့ အနိုင်ရှုနှစ်ခုစလုံးကိုစွန့်ပြီးတော့ချမ်းချမ်းသာသာနေရတယ်เนาะအဲ့တော့ဒီတရားလေးတွေဟာဘုရားဟောတယ်မှာဖတ်တာတိတ်တမ်းမှုရှိတယ်เนาะဒီဖုံးဖုံးကငယ်လေးကနည်းနည်းအငင်းခုန်တန်တယ်เนาะ aggressive ဖြစ်တယ်စိတ်ကြီးတယ်ဒေါသကြီးတယ်မာနလည်းကြီးတာပဲเนาะကောင်းတာတစ်ခုမှမပါဘူးမပါတော့တယောက်တယောက်ဆက်ဆံတဲ့နေရာမှာဒီအနိုင်ရှုဆိုတာကိုတိတ်အသာပေးတယ် အဲ့လိုအသားပြေးတဲ့ခါကျတော့နောက်ဆုံးမိဘနဲ့တော့မှအနိုင်ရှုံးဆိုတဲ့ထိတ်တက်ရင်ဆန်းမှုနော် confrontation ဆိုဖြစ်ရောသူနိုင်ကိုနိုင်ဆိုတဲ့သဘောမျိုးဖြစ်သွားပြီအဲ့လိုသူနိုင်ကိုနိုင်ဆိုတဲ့သဘောထားထားလိုက်တဲ့ ਨੇ တယောက်နိုင်နောက်တယောက်ကတော့ရှုံးတော့မှာပဲမကောင်းတော့ဘူးနော် win lose ဖြစ်နေပြီနော် win lose ကမကောင်းဘူး win win ကကောင်းတယ်သူလည်းအဆင်ပြေအောင်ကိုလည်းအဆင်ပြေအောင်စဉ်းစားမှကောင်းပါလေနော်အဲ့ဒီလူဖျားဟောတဲ့တရားတွေနာတော့လေဖျားရပြီးမှနည်းနည်းလေးသဘောထားလေးမှန်းလာတယ်နော်အမြင်လေးမှန်းလာပြီးတော့ ပြန်စဉ်းစားတယ်အနိုင်ရှုံးမရှိအောင်လုပ်ရင်မဖြစ်ဘူးလားဆိုတော့ဒီဘုရားဟောတရားတော်တွေကိုလေ့လာပြီးတဲ့နောက်မှာတော့ဒီဘုံဘုံရဲ့သဘောထားတွေနဲ့ပြောပုံစုံလုပ်ပုံကံပုံတွေကအများကြီးပြောင်းသွားပါတယ်နော်သူများကို attack လုပ်တဲ့စကားမျိုးမပြောချင်တော့ဘူးအနိုင်ယူတဲ့စကားမျိုးမပြောချင်တော့ဘူးဒါကြောင့်ဘုံဘုံကဘုရားကိုအန်တန်ကျေးဇူးတင်တာနော်ဒီဘုရားဟောဒေသနာတော်တွေဘုရားဟောတရားတော်တွေဒီဘုရားဟောတဲ့ဒေသနာတော်တွေတရားတော်တွေကိုတဆင့်တင်ကြားပေးတဲ့ဟောကြားပေးတဲ့ဆရာတော်တွေဒီဆရာတော်တွေဒီ ရဲ့ကျေးဇူးဒီမြတ်စွာဘုရားရဲ့ကျေးဇူးဒါမရှိလို့ရှိရင်ဒီဖုံဖုံတော့တသက်လုံးအဲ့ဒီအငင်းခုံနဲ့ပဲဘွားကုံသွားလိမ့်မယ်လို့ထင်တယ် The way a particular conflict is both perceived and resolved must take into consideration the future of the relationship ပြဿနာတစ်ခုဖြစ်လာပြီဆိုရင်ဒီပြဿနာကိုဖြေရှင်းတဲ့နေရာမှာ ဖြည့်ရှင်းပုံဖြည့်ရှင်းနီးရမခက်ဘူးနော်အရေးအခက်ဆုံးကဘာလို့ဆိုတော့သဘောထားအခက်ဆုံးကသဘောထားပဲနော်အဲ့တော့သဘောထားပြီးသွားဖို့သဘောထားမှန်ဖို့အရေးကြီးတယ်အဲ့ဒီသဘောထားထဲမှာတခုထည့်စမ်းသမှာလဲဆိုတော့ဒီလူနဲ့ငါအရှိပြီးပြီးလေးလေးဆက်ဆံသွားနိုင်ရမယ်ဟောအခုအချိန်မှာသူနဲ့ငါနဲ့သဘောထားကိုယ်လဲလို့ပြဿနာတွေဖြစ်နေပြီးမဲ့လဲပဲ သူနဲ့ငါနဲ့ကရေရှည်ဆက်ဆံသွားမယ့်သူတွေဖြစ်တယ်။ရေရှည်မှာပို့ပြီးတော့အစဉ်ပြောင်းတယောက်ကတယောက်ပို့ပြီးတော့နားလဲအောင်ပို့ပြီးတော့လေးစားအောင်ပို့ပြီးတော့ကိုချင်းစာနိုင်အောင်လောလောဆယ်ဒီပြဿနာကိုအခြေခံပြီးတော့ကြိုးစားမယ်။အဲ့တော့ပြဿနာဖြစ်လာခြင်းတွေပြီးရင်တယောက်တယောက်ပို့ပြီးတော့နားလဲဖို့ရအတွက်အကြောင်းနော်အထောက်ပံ့ဖြစ်သွားပြီးတော့ရေရှည်မှာပို့ပြီးတော့အစဉ်ပြေဖို့ရအကြောင်းဖြစ်သွားမယ်။ The goal is not to defeat the other party and seize a temporary advantage ရည်ရက်ကတစ်ဖက်သားကိုရှုံးနေတော့အောင်လုပ်ပြီးတော့ကိုကအသာရအောင်လုပ်ဖို့မဟုတ်ဘူးနော် but to develop a sustainable resolution of the conflict နော်ဒီပြဿနာကိုလောလောဆယ်ပြည်လည်မှုတသက်မဟုတ်ဘူးရည်ရှိပြည်လည်မှု sustainable resolution ရည်ရှိမှသူနဲ့ကိုယ်နဲ့အဆင်ပြေဖို့ပြဿနာကိုဖြေရှင်းတဲ့ခါမှလည်းပဲခဏပြည်လည်းပြီးပြဿနာပြန်ပေါ်အောင်ဖြေရှင်းနည်းမျိုးမဟုတ်ပဲနဲ့အရှိတဖြင့်ပြည်လေတဲ့ဖြေရှင်းနည်းမျိုးဖြစ်ဖို့ made possible in part because an improvement in the relationship has been established အဲ့တော့သူနဲ့ကိုယ်နဲ့ရည်ရှိမှဆက်ဆံရေးပြည်လေအောင်ဆိုတဲ့သဘောထားမျိုး ထားလို့ရှိရင်ကုနာတွေကအားလုံးဖြစ်လာတော့တာနော်အဲ့တော့တစ်ဖက်သက်အနိုင်ရတဲ့ဖြေရှင်းနည်းကိုမရှာတော့ဘူးနော် တော့ပြတနာကိုတကယ်ပြည်လဲခြင်းနှစ်ဖက်စလုံးကျင်နှက်တဲ့အဖြေကိုရှားမှဖြစ်မယ်နော်တနည်းနည်းနဲ့ဥမာမိဘဘက်ကဖြစ်ဖြစ်ပေါ့မိဘဆိုတော့လူကြီးသူတို့ကကိုယ်ကျွေးမွေးထောက်ပံ့ထားတယ်သူတို့ကကိုယ်ပညာသင်ပေးနေတယ်သူတို့နဲ့ကိုယ်နဲ့အဆင်မပြေတဲ့ခါမှာမိဘအနေနဲ့ပေါ့နော်ငါတို့ကနင်တို့ကိုမွေးထားတာငါတို့ကနင်တို့ကိုကျွေးထားတာငါတို့ကနင်တို့ပညာသင်ထားတာဒါကြောင့်မလို့ငါတို့ပြန်မပြောနဲ့တခေါက်မှပြန်မပြောနဲ့အဲ့လိုသဘောထားထားလိုက်ရင်မှားမယ်နော် ဒါမိဘဘက်ကမှားနိုင်တယ်ငါတို့ကဘဝပေးအချိန်တွေရကိုယ်ကံကြောင့်ကိုမိဘဖြစ်ရပြီနော် तू ကလည်းပဲသူ့ကံကြောင့် तू ကိုယ်စီမှာသာသမီလာဖြစ်ပြီ तू လည်းလူပဲကိုယ်လည်းလူပဲဘဝတန်တရားမှာဘသူအကြီးဘသူအငယ်ဆိုတာတကယ်တော့မရှိဘူးမိဘတလည်းဖြစ်လိုက်သာသမီတလည်းဖြစ်လိုက်နဲ့တွားနေကြရတာနော်အဲ့တော့သဘောထားချင်းမတည့်ဆိုင်ရင်တော့မှဒီလိုသဘောထားကြီးကြီးလေးထားပြီးတော့ရေရှည်ပြည်လည်းမဲ့အဖြစ်ကိုရှာမှာဆိုရင် သူ့အကြာကြီးတက်တက်လည်းရမှာမဟုတ်ဘူးကို့အကြာကြီးတက်တက်လည်းရမှာတော့မဟုတ်ဘူးနော်ဒါပေမဲ့ကြားမှာတော့ပြည်လဲတဲ့အဖြစ်တစ်ခုတော့ရမယ်အဲ့ဒါအမှန်ရေးကြည့်တာပဲ many conflicts can serve as opportunities for mutual growth if we develop and use, utilize positive constructive conflict resolution skills เนาะအဲ့တော့ကိုက အကောင်အပြုသဘောဆောင်တဲ့နော်အကျိုးပြုနိုင်တဲ့ပြည်လေအောင်ဖြစ်ရှင်းနိုင်တဲ့သဘောထားနဲ့နီလန်းကိုရှာပြီးတော့သုံးမယ်ဆိုရင်ဒီလိုပြဿနာဖြစ်ချင်းတည်ပြင်ရင်နှုတ်နှစ်ဖက်အတွက်စိတ်တက်ကောအတိညာကောတိုးတက်ဖို့ရင့်ကျက်ဖို့မြင့်မားဖို့မြင့်မြတ်ဖို့အကြောင်းဖြစ်လာမယ်နှုတ်စလုံးပို့ပြီးတော့အတိညာကြီးပြီးတော့ပို့ပြီးတော့လွတ်လပ်တဲ့လူတွေပို့ပြီးတော့အေးချမ်းတဲ့လူတွေဖြစ်လာမယ်နော် indeed conflict can serve as one of the engines of personal development တော့ပြဿနာဖြစ်တာကိုယ့်ရဲ့ကိုယ်ကြီးကိုယ်သွေးတွေကိုယ့်ရဲ့အသိဉာဏ်တွေကိုယ့်ရဲ့စိတ်ဓာတ်တွေကိုယ့်ရဲ့ပြောပုံစုံမလုပ်ပိုင်ကံကံပုံတွေပို့ပြီးတော့တိုးတက်ဖို့ရအတွက်အမတန်အရေးပါတဲ့ဖြစ်ရတခုပဲအဲ့တော့တေချာစဉ်းစားကြည့်နော်ဒီပုံမလုံးခန့်ငယ်တော့ခုနပုံပုံပြောလို့ပဲအငင်းတန်တော့ တငယ်ချင်းနေစုမိအယူအဆတစ်ခုခုညင်းတော့တာပဲနော်တခါလေဘလောက်ထီအောင်အငင်းတန်လဲဆိုရင်နော်အယူအဆတစ်ခုခုပြောလိုက်ပြီးတော့မင်းကြိုက်တဲ့ဘက်ကယူမင်းကမှန်တဲ့ဘက်ကယက်တီချင်းနဲ့ယက်တီငါမှားတဲ့ဘက်ကနေယူလိုက်ညင်းရမယ်ဒီကိစ္စအောင်နော်တို့မဟုတ်လည်းပဲကြက်တယ်လို့ပေါ့ဟိုဘက်ဒီဘက်ယက်တယ်လို့ပြောမြန်လှန်အဲ့ညင်းနေရင်ကျင်းတတ်တယ်နော်ဒီဘိတ်လောက်ရတော့တိတ်ဝါဒနာပါတော့ ဘာတော့အခုပြန်စမ်းစားကြည့်တော့ငငယ်တုန်းကတော်တော်လေးငငယ်ရွယ်တွေကငငယ်ချင်းတွေနဲ့အဲ့ဒါလိုညင်းခဲ့တဲ့အတွေ့အကြုံကြောင့်တခုခုစမ်းစားတဲ့ခါမှာဒေါင်းစီအောင်စမ်းစားရတာပဲနော်ကိုယ့်ဘက်ကတစ်ဖက်တည်းမစမ်းစားတော့ဘူးဘလုံးဆိုတော့တခါလေးဒီနေရာဒီ point တစ်ခုပဲဒီအကြောင်းအရာတစ်ခုပဲကိုကမှန်တယ်ဆိုတဲ့ဘက်ကနေနေပြီးတော့နိုင်အောင်ညင်းတယ်ပြီးသွားပြီဆိုရင်ကဲငါကမှားတဲ့ဘက်ကနေမယ်မင်းကမှန်တဲ့ဘက်ကနေပြန်ညင်းကြအောင်ဆိုဆိုတော့ပြန်ညင်းတာပဲ အဲ့လိုညင်းတဲ့ခံမှာလည်းပဲထူးထူးဆန်းဆန်းတွေ့ရတာတွေကတခါလေနှစ်ဖက်စလုံးကနေကြည့်ရင်နှစ်ဖက်စလုံးမှန်တယ်လို့ထင်နေရတယ်။ဟုတ်။အဲ့ဒီလိုတွေကိုမိတ်ဆွေတင်ငယ်ချင်းအများကြီးနဲ့အချိန်ပေါင်းများစွာနှစ်ပေါင်းများစွာအငင်းခုံလွတ်လာတဲ့အတွက်ကြောင့်အခုအခါမှာတခုခုကိုကြားလိုက်ရလို့ရှိရင်လောလောကူကူနဲ့မှားတယ်မှန်တယ်လို့မဆုံးဖြတ်တော့ဘူး။ခေါင်းအေးအေးနဲ့ဒေါင်းစီအောင်တေချာကြည့်တယ်။နောက်တစ်ခုကတော့အခုဗမာပြည်မှာ တရားဟောလို့ရှိရင်ဒကာဒမတွေကညင်ညင်တဲကလေးကုလို့နာကြတယ်နော်ဘာမှပြန်ပြတော့စောတကမတက်ဘူးနော်အင်မတန်ယူသေးကြတယ်အင်မတန်လေးစားကြတာပေါ့နော်အနောက်နိုင်ငံမှာကြားတဲ့ခါကျတော့ပြီးခဲ့တဲ့15နှစ်လောက်ကဘုံဘုံအမေရိကကြွားဖို့သေးတာပေါ့နော်ဒီနှစ်လည်းနှစ်ဦးပိုင်းမှာအော်စတြေးလျကြွားဖို့သေးတယ်ဟိုမှာကြတော့တရားဟောပြီးတဲ့နေ့တည်းပိုင်းနဲ့သူတို့ကနိုင်တော့မှလိုက်ရေးတယ်ကြွားတယ်ရေးပြီးတော့မှတ်ထားပြီးတော့ ဘာမဲเสียရှိလဲဆိုတော့လက်ထောင်ပြတော့အရှင်ဘုရားအခုနပြောတဲ့ချက်ကဟုတ်ရဲ့လားဘာအထောက်ထားရှိတယ်လဲဟုတ်တခွန်းပြီးတခွန်းစောရကတက်တယ်တယောက်နှစ်ယောက်မဟုတ်ဘူးတခါလေးတပြိုင်နဲ့လင်းအောင်ရတော့လက်ထောင်လာအဲခဏနေဦးပထမလက်ထောင်တဲ့လူကအရင်ပြောနောက်တစ်ခါဒုတိယလက်ထောင်တဲ့လူကအရင်ပြောဒုတိယပြောအဲ့လိုနဲ့သူတို့နဲ့အကျိတ်နေဒီဘိတ်သဘောမျိုးလုပ်ရတယ်ဟုတ်လားမဟုတ်ဘူးလားဘာထောက်ထားရှိလဲအဲ့တော့ အဲ့ဒါလို့သူတို့ကအကျဉ်များစွာလူပေါင်းများစွာစောတကတက်နေကြတော့ဒီဖုံးကတခုခုမပြောခင်ကတည်းကခေါင်းပူနေအောင်တောင်းဆင်းနေအောင်စကားတော့တာငါစကားငါလွယ်လွယ်နဲ့ပြောလို့မဖြစ်ဘူးနော်တကယ်တဘာဝကြရဲ့လားဘာအထောက်ထားရှိလဲဆိုတာစဉ်းစားရတော့မယ်နော်တော့အမှတ်တမဲ့ဆိုရင်တော့ဥမာပြီမှာပဲဒီလိုပဲတခါတမတွေရရူတီလေးလေးစစတရားနာတာပေါ့အကျဉ်းရရနေတော့ရောက်ခါစားဆိုတော့ဒီလူတွေတဲရိုင်းပါလားလို့ထင်တယ်နော် ငါ့ကိုမယုံမသိမလိမစားပြောတာပေါ့ဒီလိုထင်တော့စိတ်ခုတယ်နော်နောက်ပိုင်းကျတော့သဘောပေါက်လာတဲ့ခါကျတော့ဒါကိုစိတ်မခုတော့ဘူးပြီးတော့သူတို့သဘောထားကိုလည်းတိသွားတာသူတို့ကမယုံသေးလို့မလေးစားလို့သောရကတက်တာမဟုတ်ဘူးသူတို့တကယ်သိခြင်းလို့သောရကတက်နေတာအဲ့တော့သူတို့ကိုတကယ်သိအောင်နားလည်အောင်တေးသေးချာချာအကြောင်းနဲ့အကျိုးနဲ့စာပေအထောက်အထားသဘာဝအထောက်အထားတွေနဲ့ပြောတဲ့ခါကျတော့တေးချာနာပြီးတော့သူတို့မှတ်သားတယ် တကယ်လည်းလုပ်တယ်ပြီးတော့လည်းပဲရိုးရိုးသားသားလှိုင်းလှိုင်းလည်းလည်းကျေးဇူးတင်တယ်သူ Thank you very much ဆိုတော့တကယ်ကိုယဉ်တဲ့နှလုံးထဲကနေပြောလာတယ်ပြောလာတော့ကိုယ့်ကိုအဲ့လို confront လုပ်တဲ့လူဟာအမှန်တော့ကိုယ့်ကိုအကျိုးပြုနေတာနော်ပို့ပြီးတော့စဉ်းစားအောင် သူကလုပ်ပေးနေတာအကြိမ်သာဖုံဖုံအနောက်နိုင်ငံလူနိုင်ငံမျိုးကိုမရောက်ခဲ့ဘူးလို့ရှိရင် ကိုယ့်ကိုတောင်းဆီအောင်မိကုန်းနေအမျိုးမျိုးမေးတဲ့လူတွေနဲ့မတွေ့ခဲ့ရလို့ရှိရင်အခုလောက်စဉ်းစားတတ်မှာမဟုတ်ဘူး ဒါတို့တို့တို့ရဲ့ဂျေဇူးပဲနော်အဲ့တော့ကိုယ်ကို confront လုပ်တဲ့လူလောကမှာရှိမှဖြစ်မယ်မရှိရင်မတို့တက်ဘူးကိုပြောသမျှကိုခေါင်းညိပြီးတော့နားထောင်နေတဲ့လူကိုပြောသမျှကိုမှန်ပါဗျာလို့ပြောတဲ့လူတွေကြားထဲမှာနေရတာလွယ်လုံးဝကြည်လုံးတော့အီချင်းမထွက်တော့ဘူးနော်အဲ့တော့ဒီကတကကြီးဒီကမကြီးတွေကတော့ဘုန်းဘုန်းရဲ့အီချင်းကိုကိုယ်ထွက်လာအောင်မလုပ်နိုင်ကြဘူး